ောင်းလေးသည်ပေါင်းပီစစ်ကိုအမြန်ဖြုတ်လိုက်ပြီးကောင်းမလေးကိုအတင်းထိုင်ခိုင်းလိုက်သည်ထိုချိန်တွင်ကောင်းမလေးသည်ထိတ်လန့်တကြားအော်ခဲ့သည်အဲ့ဒီဆုံတွဲအနားမှာလက်ပြတ်ထားတဲ့အလောင်းတလောင်းကိုတွေ့ရတဲ့အခင်းဖြစ်ပွားရာနေရာမှာတရားမျှတမှုချိန်ခွင်တစ်ခုလည်းရှိတယ်ခုံပေါ်မှာလှီးထားတဲ့အသားတွေစုပုံနေပြီးထိုအသားကိုအလေးချိန်ချိန်ထားသည်ဒါဟာတေဆုံးသူရဲ့မွေးဖွားချိန်ကကိုလေးချိန်ဖြစ်နေတယ်ဘေးမှာကပ်ပြားတစ်ချက်ချထားပြီးအပေါ်မှာအမေရဲ့နာကျင်မှုကိုခံစားပါလို့ရေးထားတယ်မကြသေးခင်ကအမျိုးသားတအူးဟာအိမ်မှာဂိမ်းကစားနေခဲ့တယ် အဲ့ဒီအချိန်မှာပဲအပြင်ဘက်ကနေတကားရုတ်တရက်ပွင့်လာခဲ့တယ်။အမျိုးသားကကြောက်လန့်သွားပြီးနေရာမှာပဲတေးထွက်သွားတယ်။သူကအမေလို့ဩခေါ်ပြီးမိဖို့တဲကဓာတ်နှစ်ချောင်းကိုဆွဲယူကာပြေးထွက်သွားတယ်။ဒါပေမဲ့ဧကန်းကိုပြန်ရောက်တော့ဘသူမှမတွေ့ရတော့ဘူး။ဒါနဲ့အခန်းတကားကိုပြန်ပိတ်လိုက်ချိန်မှာသူ့အားပုံးနေသောထိုသူကိုထိတ်လန့်ကြားတွေ့လိုက်သည်။ထိုသူသည်အလျင်မြန်မဲကျင်ဆက်ကိုခလုတ်ကိုဖွင့်လိုက်သည်။ပြီးတော့သူ့အားထိလိုက်သည်။သူ့ကိုတတိလက်အောင်လှုပ်ပြီးနောက်စွန့်ပစ်ထားတဲ့စက်ယုံဟောင်းစီဆွဲခေါ်သွားခဲ့တယ်။သူဟာအမျိုးသားရဲ့ကိုရေးချက်လက်အားလုံးကိုတိနေခဲ့တယ်။ ပြီးတော့သူ့အာမိဘတွေကိုမိခိုစားတော့သူဂျေဆုမတိသူဖြစ်စူပူချင်းမောင်းခဲ့တယ်။တရားခန်ဟာတရားသူကြီးတဦးလိုမျိုးပြုမှုနေခဲ့တယ်။သူဟာဆာရွက်ပိုင်းစက်တခုကိုထုတ်ပြီးအမျိုးသားရဲ့မျက်နှာရှေ့မှာဝေ့ရမ်းလိုက်တယ်။အပေါ်မှာအမေရဲ့နာကျင်မှုကိုခံစားပါဆိုတဲ့စာလုံးရေးထားတယ်။တရားစီရင်မှုပြီးဆုံးသွားတဲ့အခါတရားခန်ဟာအပြစ်ရှိသူဖြစ်တဲ့အမျိုးသားကိုပြစ်ဒဏ်ပေးဖို့စတင်ခဲ့တယ်။လော့ကိုထုတ်ပြီးအမျိုးသားရဲ့လက်ပင်ပေါ်တင်လိုက်ရင်အခုမင်းကိုမွေးဖွားခဲ့တဲ့အချိန်စီပြန်ဖို့ပေးမယ်လို့ပြောလိုက်တယ်။တရားခန်ဟာအပြစ်ကျူးလွန်သူတွေကိုအပြစ်ပေးနေတယ်လို့မျိုးပြုမှုနေခဲ့တယ်။ ဆုံထောက်ဟာဝါမူရဟာမကြသေးမီကဖြစ်ပွားခဲ့တဲ့လူတက်မှုကိုတတိယလိုက်တယ်။တေဆုံးသူဟာစွန့်ပစ်ထားတဲ့ဥမင်လိုင်ကောင်းရဲ့မှာကြိုးချီခံထားရပြီးရဲတွေရောက်တဲ့အခါခွေးရိုင်းတွေကိုက်ဖြတ်ထားလို့ပုံပြပန်းပြဖြစ်နေပြီ။အဲ့ဒီအမျိုးသမီးဟာပုံမှန်အားဖြင့်ခွေးတွေနဲ့လမ်းလျှောက်ခေါ်သွားတဲ့အခါကြိုးကိုဘယ်တော့မှမတက်ပဲလမ်းသွားလမ်းလာတွေကိုနှောက်ရှက်စေခဲ့တယ်။ပြီးတော့သူ့ရဲ့ခွေးကိုအပြစ်တင်ပြီးစေတနာမရှိဘူးလို့ပြောခဲ့တယ်။ဒါကြောင့်သူမရဲ့ပြစ်ဒဏ်ဟာခွေးကိုက်တည်ခြင်းဖြစ်ခဲ့ရတယ်။အမှုနှစ်ခုဟာအန်အောစရာကောင်းလောက်အောင်ဆင်တူနေခဲ့တယ်။ ဟာဝါမူရဟာတရားခံရဲ့လူတက်ရခြင်းအကြောင်းရင်းကိုတန်တရားမဝင်ဘဲမနေနိုင်ခဲ့ဘူးသူတကယ်ပဲကဘာကြီးကိုတန့်စင်ကျင်တာလား